ဒီလိုစားခြင်းစပွဲဖျက်သီးချင်ပတ်လေးကိုအိမ်မှာပဲကိုယ်တိုင်လုပ်လို့ရပါတယ်နော်အရန်ကိုလွယ်ကူပြီးလို့ရှင်ပါတယ်ဒါတော့ဖျက်ခြင်းပြုလို့ဖို့လိုအပ်တဲ့ဖျက်သီးခွန်လေးပေါ့နော်အဲ့ဒီအပေါ်ရန်ခွန်စိမ့်လေးတွေကိုပြောင်းခွာပါမယ်ရှင်ဒီအခွန်တင်ပြီးသားဖျက်ခွန်လေးတွေကိုအစိတ်တီးတီးလေးစိတ်ပါမယ်နော် အဲခုနကစိတ်ထားတဲ့ဖြဲသီးစိတ်ကလေးတွေကိုဒီအိုးထဲမှာထည့်မယ်ရေထည့်ပြီးတော့မှအဲမိဖို့ပေါ်မှာမိရပြင်းပြင်းလေးနဲ့အဲစူပွက်လာအောင်လို့တည့်မယ်ပေါ့နော်ဒီလိုမျိုးလေးပုတ်ပွက်စူလာပြီဆိုရင်တော့မိအားကိုချော့လိုက်ပါတော့မယ်နော်ချော့ပြီးတော့မှမိဖို့ပေါ်မှာသူ့ကိုအဲနည်းနည်းလေးအပူချိန်နည်းနည်းလေးနဲ့ထားပါမယ်အဲဒါလေးကတော့ပြုတ်ပြီးသားဖြဲကုန်လေးတွေကိုအဲရေအီအီလေးနဲ့စိမ့်ထားပါမယ်ခဏလောက်စိမ့်ထားမယ်ပေါ့နော် အခုပေါ့နော်အချင်းတဲဖို့အတွက်ကိုပထမဆုံးဒီစလုံးလေးတစ်ခုထဲမှာဒီရေပေါ့နော်ရေဖန်ခွက်တစ်ဝက်လောက်ကိုထည့်ပါမယ်ရှင်ရေဖန်ခွက်တစ်ဝက်လောက်ထည့်မယ်အဲပြီးရင်တော့ဒီမှာရှာလဂိုင်ပေါ့နော်ရှာလဂိုင်ဒီလိုထမင်းစာစွန်းနဲ့ကိုအဲငါးစွန်းလောက်ထည့်ပါမယ်အချင်းကြိုက်ရင်တော့နည်းနည်းပို့ထည့်လို့ရပါတယ်နော်အာပြီးရင်တော့ဒီပဇွန်တန်းငံပြားကြီးပေါ့နော်ငံပြားကြီးလေးလေးငါးစွန်းလောက်ထည့်ပါမယ်ရှင် အဲပြီးရင်တော့ဒီပေါ်တကြားပေါ့နော်တကြားကိုလည်းပဲအဲ့လိုပဲသမင်းစားစွန်းနဲ့အဲငါးစွန်းလောက်ပေါ့နော်ထည့်ပါမယ်ရှင်အဲပြီးတော့နောက်ထပ်လိုအပ်တာကတော့ဒီကြက်သွန်ဖြူလေးပေါ့နော်ကြက်သွန်ဖြူလေးဒါကတော့ကျွန်မသုံးလုံးပေါ့နော်သုံးလုံးပပလီလီထားပါတယ်နောက်ပြီးတော့ဒါလေးကတော့ငရုတ်တီးပေါ့နော်ငရုတ်တီးဒါက73တောင်းလောက်ကိုကျွန်မကဒီထားတာဖြစ်ပါတယ် အခုပေါ့နော်ဒီလိုဖန်ပလင်းလေးထဲမှာဒီပေါ့နော်အဲခုနကပြုတ်ထားတဲ့ဒီဖျဲသီးဖက်ကလေးကိုအဲတလွာပေါ့နော်ထည့်ပါမယ်ရှင်အခုဒီလိုတလွာလေးရရင်အဲ့ထဲကို ကျမတို့ကဒီပေါ့နော်အဲမြုပ်ဒီစိန်လေးရေပြင်ဒီပေါ့နော်ချက်တော်ဖြူလေးရေကိုထည့်ပါမယ်ရှင် ပြီးရင်နောက်ထပ်ဖေးသီးကိုနောက်ထပ်တလွာထပ်သေးပါမယ်ရှင်အဲနောက်ထပ်ငရုတ်တီးစင်းရဲ့အဲဒီကြက်သွန်ဖြူရဲ့တထက်ထက်ထေးပါမယ်နော်အဲ့ဒီကိုအကုန်လုံးတထက်တထက်စီကိုအကုန်လုံးပေါင်းပစ္စည်းတွေကုန်သွားတဲ့အထိထေးပါမယ်ရှင် ဒီလိုမျိုးပလင်းထဲမှာအကုန်လုံးထည့်ပြီးတဲ့အခါမှာတော့ခုနကဖြောဆက်ထားတဲ့အဲအယိုကြီး